ini ya bisa sih ini ya nah saya ini ya nah ini ya bisa lain no ayo ini di Korea nah ini nama sih no bisa lain no ini ya di main bang kita di sini ya awal soalnya ya ini pun malu lah kita ini karena ada lain masuk lagi tuh ini di bawah ya pak sisa lagi sisa lagi saja awal karena ada lain mas ုံပြရာဇောပါတယ်။နောက်ပြီးတော့ဒီတရားတော်ကဆင်းလို့ကြီးကြီးကျယ်ကျယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒီလက်ရှိမြက်ဝတီဆေးရုံမှာဆိုရင်ဟိုအထူးခုအထူးခွဲစိတ်ဆရာဝန်နေနေပေါ့နော်ခုနကကျွန်တော်လစ်လာရသလောက်ဆိုရင်အကြောက်တိုင်းခွဲထားတယ်ဟုတ်ကဲ့ဝမ်ပိုက်ကြီးပဲခွဲထားဟုတ်ကဲ့ဟုတ်ကဲ့ဦးစားဘာကြောက်သူတို့ခွဲထားရတယ်လဲပေါ့ဟုတ်ကဲ့ခင်ဗျအင်းခွဲရတာကတော့ကျွန်တော်တို့ကတော့ခွဲတယ်ဆိုတာကတော့ဟိုဒီဘိုက်အောင်တဲ့လူနာတွေကခွဲဖို့မလိုပါဘူး ်ဘိုက်အောင်တဲ့လူနာမှာဟိုစေတိုစေတောင်းနဲ့လေဟိုစေတောင်းရုံနဲ့ခုံးတော့တဲ့လူတွေရှိပါတယ်တချို့ဘိုက်အောင်တဲ့လူနာတွေကသူ့လိုလိုလေးပြန်ခုံးတော့ပါတယ်ဘာဆင်းမတောက်เสียမလို့ဘူးပြန်ခုံးတော့တဲ့လူတွေရှိပါတယ်တချို့ကြတော့လေဟိုဘိုက်ထင်းမှာဗန်ကောင်ပေါ့ဗျာအများဆုံးဖြစ်တဲ့ဗန်ကောင်ကြောင့်လေဘိုက်အောင်နေတာပါပဲဟိုတခါတခါတေးချေပြောင်းလေးကိုတန်ကောင်ဝင်လို့လေဒုက္ခပေးတာပါပဲအဲ့တော့တန်ကောင်လိုယောဂလေးရှိမယ်ဘိုက်အောင်တဲ့အကျုံးကိုလိုက်ပြီးတော့တာလည်းကျွန်တော်တို့ကခွဲရတာပါ ဟိုဘိုက်အောင်တဲ့လူနာတွေဟာခွဲဖို့စိတ်ပေါ့မလိုပါဘူးဟိုဘိုက်အောင်တဲ့လူနာတွေကိုခွဲတယ်လို့လူနာတွေကထင်ကျွန်တော်တို့လူနာတွေကတအားကြောက်တာပေါ့ဗျာခွဲရစရာမှာဆိုတော့မဟုတ်ပါဘူးတချို့ယောဂတွေကကျွန်တော်တို့ကခွဲပါတယ်ဟိုအဓိကအားဖြင့်တော့ကလူတယောက်ကိုဒီဘိုက်အောင်တဲ့ယောဂတစ်ခုကအသင့်အန္တရာယ်ကိုပေးတော့မယ်တကယ်လို့ခွဲတာစိုက်တာမလုပ်ခဲ့ဘူးဆိုရင်ဒီလူနာရဲ့အသင့်အန္တရာယ်ကိုပေးတော့မယ်တနည်းနည်းဒုက္ခပေးတော့မယ်ဆိုမှသာလေကျွန်တော်တို့ကခွဲတာပါ ွဲတဲ့စိတ်တဲ့ဆံဝံမှာလည်းခွဲဖို့တင့်တယ်မတင့်ဘူးကိုတော်တော်လေးဆုံးဖြတ်ရပါတယ်ခင်ဗျလူနာကိုလည်းကိုချင်းစားတယ်သူတို့လည်းဘသူမှဟိုခွဲတာစိတ်တာကိုတော့မလုချင်းကြပါဘူးဒါပေမဲ့အတန့်အန်လေးကိုပေးတော့မယ်ဒီလူနာကိုခွဲတင့်တယ်ဆိုတာကတော့ဆေးပညာဟိုဆေးစာအုပ်တွေအခေါ်ရဆိုကျွန်တော်က indication ခေါ်တာပေါ့ဗျာ indication for surgery indication for operation ပေါ့ operation ဒီလူနာကိုလုတင်ပြီ operation တခုခွဲတာစိတ်တာတခုမလုခဲ့ဘူးဆိုရင်ဒီလူနာရဲ့အသင့်အန်လေးကိုပေးတော့မယ် ဒါမှမဟုတ်ဒီတို့ကခွဲထဲစိုက်တဲ့နီလန်းနဲ့တာလဲတက်တာသွားမယ်ကောင်းသွားမယ်ဥမာဦးလန်းကျုံပိုက်တယ်ခွဲမှစိုက်မှလမ်းကျုံကိုအနည်းဆုံးဖြတ်တောက်ပြီးပြန်ဆက်ရမယ်ဒါမှမဟုတ်လမ်းကျုံလွှဲပြီးဆက်ရမယ်ပေါ့ဗျာ bypass ခေါ်တာပေါ့တခုခုလုံးမှဒီလမ်းကျုံဟိုဒီဦးလန်းကျုံပိုက်တဲ့ရုပ်ကတက်တာမယ်ဆိုမှကျွန်တော်တို့ကခွဲတာပါလူနာတိုင်းတော့လည်းမခွဲပါဘူးခင်ဗျဟုတ်ကဲ့ခင်ဗျအကြောင်းကြီးမှသာခွဲတာပါခင်ဗျ ဟုတ်ကဲ့အကြောင်းရှိတဲ့လူနာဆိုရင်ဥမအကြောင်းလမ်းပိတ်တာတို့ရဲ့ပြီးတော့ accident ဖြစ်တာတို့ရဲ့ပြီးတော့အရင်ကဟိုလွန်ခဲ့တဲ့သုံးလေးနှစ်ကတည်းကဟိုသွေးဥပြီးတော့ဟိုလမ်းကြောင်းပိတ်တာတို့ရဲ့အဲ့ဒီဥစ္စာကိုဆိုလို့တာလားခင်ဗျအဲသူကယောဂါတွေကလည်းခြေပြတ်မှလည်းခင်ဗျဥလမ်းကြောင်းပိတ်တာပဲဖြစ်ဖြစ်ဟိုအကြောင်းမျိုးမျိုးရှိတယ်ပေါ့နော်ဥလမ်းကြောင်းပိတ်တယ်ခုခုနဟိုကိုစိုးဟိုစီပြောသလိုပဲဟိုအပင်းထည့်တယ်အလုံးခေပေါ်တယ်အဲ့ဒီမှာလေယောဂါဖြစ်စေတဲ့အကြောင်းရင်းအထင်းမှကျွန်တော်တို့ကဟိုဟိုဘာခေါ်မလဲ နီယိုပလတ်စတစ်ခေါ်တာပေါ့နီယိုပလတ်စတစ်ဆိုအလုံးအခေပေါ်တယ်ပေါ့ဗျာအလုံးအခေဆိုရင်ကျွန်တော်တို့ဆေးပညာစကားကကျူမာခေါ်တာပေါ့ကျူမာလို့ပြောပြန်ရင်လည်းကျွန်တော်တို့ကရိုးရိုးအလုံးအခေကင်ဆာအလုံးအခေပေါ့ရိုးရိုးအလုံးအခေဆိုရင်ကျွန်တော်က V9 ပေါ့ benign ခေါ်တယ်ကင်ဆာဆိုရင်တော့မလေးကနေခေါ်တော့ပေါ့အလုံးအခေဖြစ်ပေါ်တိုင်းလည်းကင်ဆာမဟုတ်ဘူးဒါမဲ့ အလုံးခေတိုင်းကိုလေကျွန်တော်တို့ကဂရုစိုက်ရပါမယ်အလုံးခေဖြစ်ပေါ်တဲ့အခါမှာဒီဟာကင်ဆာဖြစ်နေတယ်ကင်ဆာမဟုတ်တဲ့အလုံးခေဖြစ်တယ်ကျွန်တော်တို့ကတချို့ဟာတွေကလေဒီတိုင်းတည်တယ်တချို့ဟာတွေအသာစားစင်မှတည်တယ်စသဖြင့်အကျုံအမျိုးမျိုးရှိတယ်ခင်ဗျယောဂဖြစ်တဲ့အကျုံရင်းတွေကိုပြန်ပြီးပြရတယ်ကိုစိုးဖို့တော်တော်လေးကြည်ပြန့်တယ်ယောဂပိုးမွှားကြောင့်ဖြစ်တယ်လို့ဒီအလုံးခေဟိုဒီကြောင့်ဖြစ်တယ်လို့နီယိုပလတ်စတစ်ခေါ်တာအကျုံလုံးဖြစ်တယ်လို့တစ်ခါတစ်ခါကြတော့လေဘာကြောင့်ဖြစ်မှန်းကိုကျွန်တော်တို့မဖြေရှင်းနိုင်တဲ့ယောဂတွေလေးတော်တော်လေးရှိပါတယ် အဲ့ဒီမဖြေရှင်းနိုင်ဘူးဘာကြောင့်ဒီယောဂဖြစ်တယ်ကိုအကြောင်းကိုမသိနိုင်ဘူးဆိုရင်ကျွန်တော်တို့ကတော့ idiopathic ခေါ်တာပေါ့ဗျာ idiopathic ဆိုတော့ဘာကြောင့်ဖြစ်မှမသိဘူးဆရာဝန်တွေလည်းအခုချိန်တည်းမသိဘူးစိတ်ပညာရှင်တွေလည်းလေ့လာနေကြတယ်မသိဘူးအဲ့ဒါကြောင့်ဟိုကျွန်တော်တို့မသိတဲ့အသည့်အသည့်စင်ပညာတွေ့ရှိချက်တွေကလည်းအမြဲတမ်းပေါ်နေတယ်ကျွန်တော်တို့မသိတာတွေကအမြဲတမ်းရှိနေတယ်ကျွန်တော်တို့ဆရာဝန်တွေယောဂအကုန်လုံးကိုမသိပါဘူးဗျာကျွန်တော်တို့မသိတဲ့ယောဂတွေလည်းအသည့်အစံတွေအများကြီးပေါ်နေပါတယ်ကျွန်တော်တို့အားလုံး ဆရာဝန်တွေအကုန်လုံးလေ့လာစရာသိစရာမှတ်စရာတွေကတက်တက်လုံးပို့ဗျာသာဝရလေ့လာနေရပါတယ်မှတ်နေရတယ်အဲ့တော့အကျုံးရင်းချာမရဘူးဘာကြောင့်ဖြစ်တယ်ဆိုတော့အခုချိန်ထိမသိရတဲ့အကျုံးရင်းတွေရှိပါတယ်ဆိုတာပြောလိုပါတယ်ခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ဟိုအခုဟိုအထူးခွဲစိတ်ဆရာဝန်နေနေပေါ့နော်အခုဆိုရင်တော့ခွဲစိတ်တာအများကြီးအထဲမှာဆိုရင်ဟုတ်ကဲ့ဟုတ်ကဲ့ဒီခွဲစိတ်မှုနဲ့ပတ်သက်ပြီးပြည်သူလူထုပေါ့နော်ဟုတ်ကဲ့ပါများပညာပေးပြောချင်တာရှိပါလားခင်ဗျ ်ခွဲဆိုင်မှုနဲ့ပတ်သက်လို့ပြောချင်တာရေရေဘူးရကျမ်းမာရေပြောချင်တာရေပါရေဘူးရကျမ်းမာရေအနေနဲ့ကတော့ကျွန်တော်ကခွဲဆိုင်ထုကူဆီယံဝမ်ဆီယံဝမ်တယောက်စင်တော့ပြည်သူလူထုကိုတော့ကကျွန်တော်တို့အားလုံးကျမ်းမာဖို့လိုတယ်ပေါ့ဗျာဟိုနိုင်ငံတနိုင်ငံ total for တယ်လေးပြည်သူလူထုကကျမ်းမာရမယ်ကျမ်းမာမှနိုင်ငံအတွက်အလုံးလုံးနိုင်ကြမယ်ဟိုမှာကျွန်တော်တို့လူတွေကဟိုငွေရစင်းပညာချတယ်အလတ်ပင်ရောက်တော့ဥစ္စာချတယ် ဟောအသက်ကြီးပင်ကြတော့တရားချတယ်ဘာပဲလှုပ်လို့ပေါ့ဗျာအားလုံးကကျမ်းမာမဒီလှုပ်တွေကိုကျွန်တော်တို့ကလုပ်နိုင်ကြတာကိုစိုးဖို့စီလေးကျမ်းမာမအလုပ်လုပ်နေတယ်ကျွန်တော်လည်းဒီဆံဝန်လို့ကိုကျွန်တော်ကျမ်းမာမလုပ်နေတယ်အဲ့တော့နံပါတ်၁ချတော့ကျမ်းမာအောင်စူးစမ်းပြီးနေထိုင်ကြပါကျမ်းမာအောင်ဒီနေတဲ့နည်းစနစ်တွေဘယ်လိုနေရထိုင်ရမယ်ဘယ်လိုစားသောက်ရမယ်ဆိုတာတွေလေ့လာကြပါပေါ့ကျမ်းမာရေးပညာပေးခေါ်တာပေါ့ health education ကိုလေ့လာကြပါဖတ်မှတ်ကြပါအဲ့တော့မကျမ်းမာဘူးဆိုရင်ဈေးကူရပြီ ဈေးကူရဘူးဆိုရင်ပတ်စံကုန်ပြီမိသားစုဝင်ငွေတွေကတော့ထွက်သွားတာပါပဲပတ်စံကုန်ပန်များလာတော့မိသားစုဝင်ငွေကကျလာတယ်အိမ်မှာနေမကုန်းတဲ့လူတယောက်ရှိရင်သူ့ရဲ့လောက်အောင်ကကျဆင်းသွားပြီအဲ့ဒီလူကိုပြုစုနေရရင်ပြုစုနေရဖို့အတွက်လူတယောက်ရဲ့လောက်အောင်ကကျဆင်းသွားပြီလောက်အောင်ကျဆင်းသွားရင်စုလိုက်ရင်နိုင်ငံကုန်ထုတ်စွမ်းအောင်ကျဆင်းတယ်နိုင်ငံเจ้าမှာသွားပြီးဈေးကူတယ်ပဲဆိုပါလို့ကိုကတက်နိုင်လို့ဟုတ်တယ်မလားဒါလေးပိဿံကုန်တာပါဗျာနိုင်ငံရဲ့ပိဿံနိုင်ငံရဲ့ဗန္ဒာငွေထွက်သွားတာပဲပို့စုလိုက်အဲ့တော့ ကျမ်းမောင်နေဖို့ရေဘူးရပြောခြင်းနဲ့အားလုံးကျမ်းမောင်နေကျိုးစောပြီးနေကြကြခွေးရာစိတ်ဓာတ်နဲ့ပတ်သက်ရတော့ကခွေးစိတ်ဆံဝံမှာလည်းသူကအထူး specialized တွေကအများကြီးကျပြန့်လာပါပြီ one bike ကိုခွဲတဲ့ဆံဝံတွေထဲမှာကိုရင်းကအသေးအသေးချင်းလမ်းကြောင်း hepatobiliary ဟိုအစိုင်းဦးလမ်းကြောင်းခွဲတဲ့ဆံဝံမှာတော့မှ upper GI အစိုင်းအပေါ်ဝိုင်းခွဲတဲ့စာချင်း lower GI အပြုတော့တခါ colorate ဦးမကြီးနဲ့ဦးမကြီးလမ်းကြောင်းအထူးကိုဟုတ်တယ်မြောက်ဗျာနောက်တစ်ခုဒီဒီဒီ အခြားဟိုတက်ဆင်ရတက်ဆင်ရအထုကုတွေကတော်တော်လေးကျေပြန့်လာကြတယ်ဒီမြောက်ပြည်ဆေးရုံမှာဆိုရင်တော့အယိုးအထုကုဆံဝင်ရှိတယ်ကျွန်တော်ကတော့အထွေထွေပေါ့နော်ဂျန်နရယ်စာချင်းနောက်တော့ဖာမီရအထုကုတော်ဖာမီရအထုကုဆံဝင်ကလေးတော်ဖာမီရနဲ့ဆိုင်တဲ့ကလေးမွေးတာအမျိုးသမီးမီးရဆင်ယောဂါတွေခွေတာစိတ်တာတွေရှိပါတယ်ခင်ဗျအားလုံးပါလေအထုကုဒီဒီကြား specialty ကိုတော့ပို့လေပို့ပြီးကျေပြန့်လာပါတယ်အဲ့ခါကျတော့ဟိုဖြစ်လာခင်ဟိုဒီ ဟိုနောက်မကြစေဖို့ပေါ့ဗျာစိုးစိုးစီစီဟိုပြတာကြပါတိုင်နေကြပါမိမိဟိုအဆင်ပြေရာဟိုရန်တန်ပြီးတော့လောက်ကြတာမျိုးရယ်ဘိုက်ကိုနှိုက်တာနေတာဟိုဟိုဟိုဟာလိုင်းဒီဟာလိုင်းနှိုက်တာနေတာတွေဝန်လုံးစီတောက်တာတွေအားလည်းအန်ဒီများတယ်တချို့ဆင်ရင်ဘိုက်အောင်တဲ့လူတွေတော်တော်များများဟိုသုံးစနေလိမ့်တာတော့ဟိုဗမာစေးလေးတွေလိမ့်တာတော့အဲ့ဒါတွေကလည်းကျွန်တော်တို့ကတိုက်အားမပေးခြင်းဘူးရိုးရတလေးအရာရေဟို ဒီဒီအပင်တော့အဲ့လိုမျိုးတွေကြတော့လေကျွန်တော်တို့ကတိုက်အောင်မပြေချင်ဘူးဒါတွေကခိုင်နောက်ကြကြံခဲ့ပြီလို့ပြောချင်ပါလိမ့်မယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်နောက်ခုလားဟုတ်ကဲ့ဟုတ်ကဲ့โอเคลูดูอูมาဆိုရင်ဘိုက်မှာတော့ဟိုကလီစာလို့ကျွန်တော်တို့အယတာစကားနဲ့ခေါ်တော့မနော်ကလီစာဆိုတော့အများကြီးရှိတယ်အသေးတော့ဟိုတို့ဟိုကြောက်ကတ်တော့အများကြီးရှိတယ်ဟုတ်ကဲ့အများကြီးရှိတဲ့ဟိုလူတွေက1ဘိုက်ထဲမှာဗောနော်အထူးကဒေါက်တာတယောက်အနေနဲ့ခွဲစိတ်တော့မယ်ဆိုရင်ဘာခက်ခဲတွေ့ရှိရလဲခင်ဗျာ ခွဲစိတ်တို့မယ်ဆိုရင်တော့ကပထမဆုံးအနေနဲ့ကျွန်တော်တို့ကဒီခွဲဖို့စိတ်ဖို့လူနာတိုင်းကို assess လုပ်ရမယ် assessment ခေါ်တာပေါ့ assessment တိုင်းမှာကျွန်တော် peri operative ခေါ်တာပေါ့ peri operative ဆိုတာမခွဲစိတ်နေ assessment ခွဲစိတ်နေကကြတော့ခွဲစိတ်ကုသမှုတစ်ခုအောင်မြင်ဖို့ကြာကြတော့ကျွန်တော်တို့ကမခွဲခင်မှာပြင်ဆင်ရတယ်ကြာဒီလူနာကိုဘာတွေပြင်ဆင်မယ်သူ့ရဲ့အာဟာရဓာတ်နဲ့သူ့ရဲ့ဟိုကိုယ်ခန္ဓာတွေကဓာတ်သဘာဝတွေနဲ့ပိုးသက်စေတွေကဘယ်လောက်ပေးထားမယ် peri operative မခွဲခင်ပြင်ဆင်တယ် နောက်တစ်ခု intra operative ပေါ့ခွဲစိတ်နေစဉ်ခွဲစိတ်နေဆိုတော့ခွဲခန်းထဲမှာကျွန်တော်တို့ခွဲနေပြီအဲ့ဒီ intra operative လေကောင်းဖို့လိုတယ်ဗျအဲ့ဒီအချိန်မှာကြာတော့ခွဲစိတ်နေစဉ်မာရောမခွဲမိမာရောခွဲစိတ်ပြီးမာရောခွဲစိတ်ပြီးခေါ်သေးတယ်နော် post operative ပေါ့အဲ့ဒီ care post operative pre operative intra operative post operative မခွဲစိတ်မီ ခွဲစိတ်နေစဉ်ခွဲစိတ်ပြီး care သုံးခုစလုံးညီညွတ်ပါမှကျွန်တော်တို့ရဲ့ခွဲစိတ်မှုတစ်ခုပါလေအောင်မြင်တယ် မခွဲစိတ်နေမှာလေအထင်းမှာဘာဖြစ်နေပြီခွဲဖို့လိုတယ်သူ့ရဲ့ပြင်းထန်မှုအစင်းကဘလောက်ရှိနေပြီဆိုတဲ့ assessment ခေါ်တာပေါ့ assessment မှန်ကန်ဖို့လိုတယ်နောက်တစ်ခုက timing of surgery ဒီလူနာကိုဘယ်အချိန်မှာခွဲတင်လဲဘယ်အချိန်ကြီးစောင့်ရင်နောက်ကျသွားပြီအချိန်မတင်မတိုင်မီ ခွဲလိုက်ရင်လေဟိုခွဲဖို့မသင့်စေထိုးစေးတောင်းနဲ့တက်တာသွားနိုင်တဲ့လူနာတယောက်ကိုဟိုကစိုးပြီးတော့သွားခွဲမိပြန်တယ်လူနာကနစ်နာပြန်တယ်အဲ့တော့ preoperative assessment တွေမှန်ဖို့လိုတယ်။ timing of surgery ဘယ်အချိန်မှာခွဲသင့်တယ်။နောက်မကြဖို့မစိုးဖို့ optimum အချိန်ခေါ်တာပေါ့။အဲ့ဒီအချိန်မှာလည်းမှန်ဖို့လိုတယ်။နောက် intraoperative မှာကြတော့ major ဆင်အောင်ဝင်နဲ့ပေါင်းပြီးတော့ operation time နဲ့ခွဲရတာဖြစ်တော့အဲ့ဒီမှာလည်း procedure ဒီခွဲလိုက်တဲ့ခါမှာတွေ့ရှိချက်မခွဲခင်ရောဂါသတ်မှတ်ချက်ကတမျိုးခွဲတဲ့ခါမှာတွေ့တဲ့ရောဂါတမျိုးဗျ။အဲ့ဒီခါမှာကြတော့ဒါကိုဘာလုပ်သင့်လဲကိုယ့်ရဲ့ procedure choice ကို decision making မှန်ဖို့လည်းလိုပြန်တယ်ဗျ။ ပြီးတော့ post operative ခွဲပြီးတဲ့လူနာတယောက်က post operative care လည်းကောင်းဖို့လိုတယ်အကျောအကျုံ၃ခုလုံးညီညွတ်ပါမှကျွန်တော်တို့ရဲ့လုပ်ငန်းလေးအောင်မြင်ပါတယ်အစ်ဒါအပြင်သူတို့လူနာတယောက်အိမ်ပြန်သွားပြီသူ့ကိုပြန်ပြီးတော့ကျွန်တော်တို့က follow up ပြန်ခေါ်ကြည့်တယ်ပေါ့အဲ့ဒီခါကျတော့သူ့ကိုဟိုနောက်ဆုံး rehabilitation ခေါ်တော့ပေါ့သူ့ကိုပြန်လေပြုစုပြောထောင်ရင်သူ့ကိုလက်ကျေခန်းလေးတွေလှုပ်ခိုင်းတာဘေးချိန်မှာသူ့ရဲ့အလောက်အကင်ကိုပြန်ဝင်နိုင်မယ်ဘေးချိန်မှာကြာအမလုံးလုံးနေကောင်သူ့ရဲ့အလောက်အကင်ဟို အခွင့်အလမ်းသူပြန်ပြီးတော့စည်ရည်စည်ကြီးအလုပ်စင်တော့ဗျာတာမန်ခွဲစိတ်မှုကတော့နှစ်ပတ်ကြံသေးတက်လာကြံသေးပြန်လုပ်နေတော့ဘို့အလုပ်ကြံသမောတယောက်ကိုဥတက်ရောင်တော့ဝေဝေခွေခွေအစာရင်ပေါက်လို့ဝေခွေခွေခွေတဲ့ကုသမှုပုံမှုတွေကိုအလုပ်ကြံသမောကတော့သူ့အလုပ်ကြံအလုပ်ကိုသူဘယ်တော့ပြန်လုပ်နိုင်မလဲဘလောက်ထိမှလုပ်နိုင်မလဲဘယ်အချိန်ထိမလုပ်ပါနဲ့အောင်ဒါမျိုးတွေလေ့ကျင်တော့မှရှိပါတယ်ခင်ဗျအားလုံးဟိုအကျိုးအကျုံတွေအားလုံးညီညွတ်မှသာလေကျွန်တော်တို့လုပ်ငန်းတွေအောင်မြင်တယ်တော့ပဲကျွန်တော်ဖြည့်ခြင်းပါတယ်ကိုစပေါ်ဟုတ်ကဲ့ဟို ထူးခွဲစိတ်ဆရာဝန်အနေနဲ့အခုလိုမျိုးအချိန်အများကြီးပေးပြီးတော့ဖြည့်ချပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာကျွန်တော်ကလည်းကိုစိုးဖို့စီကိုရောဒီဗီဒီယိုကျေးဇူးတင်တယ်ကျွန်တော်တို့ဖက်ကလည်းဟိုပြည်သူလူထုဟိုကျွန်တော်တို့ရဲ့ဟိုကျမ်းမာရေးပညာပေးတဲ့အပေါ်မှာဟိုဝိဝါဒဖြစ်စရာနားလည်မှုလွဲစရာဖြစ်နေအသုံးမျိုးကိုကျွန်တော်တက်နေဆုံးချောင်ပြီးတော့ဖြေပါတယ်ကျွန်တော်တို့ပြောလိုက်တဲ့အဖြေချောင်းမှုပညာပေးမှုတစ်ခုကပြည်သူလူထုရဲ့အကျိုးရောက်စဉ်မျိုးစဉ်နဲ့ကျွန်တော်တို့ကမပြောမိအောင်ကျွန်တော်တို့ကထိုင်ပါတယ်ဘာဖြစ်ဆိုဟို မီဒီယာလာပြီးတော့ကတွေ့ဆုံမိန့်မြန်းလာလို့ကျေးဇူးတင်တယ်ကိုစိုးဖူးစီတို့ကိုလည်းကျေးဇူးတင်တယ်ဟုတ်ကဲ့ခင်ဗျ